တွေကမြန်မာပြည်တကယ်မချစ်ကြဘူးဗျကိုကိုဂျိုစီဘွားအတအတွက်မြန်မာပြည်ချစ်တယ်လို့လိန်နေကြတဲ့လူလိန်နေပုံများပါတယ်အဲ့ဒီထက်မှာခင်ဗျားမပါအောင်နေဖို့တိုက်တွန်းပါတယ်ကျွန်တော်လည်းမပါအောင်နေဖို့ကြိုးစားပါမယ်ဆိုတော့ပထမဆုံးကျွန်တော်တို့ဒီနေ့အတွက်ပထမဆုံးပြောရမယ့်အကြောင်းအရာကအာတောင်ကြီးမှာ PDF ညီငယ်3ယောက်30ပေါ့ sorry 30မှာကူမသက်ကထွက်လာ30 အလင်းဝင်လာတယ်သို့မဟုတ်မိသားစုနဲ့ပြန်ပေါင်းပြောင်းထုတ်နိုင်ခဲ့တယ်ဆိုတဲ့သတင်းလေးကိုကျွန်တော်ဦးဖျားအရင်ပြောပါမယ်။ဘာလို့ဆိုတော့ဒါလေးကကျွန်တော်တို့အများအားဖြင့်ဒါဝမ်းသာစရာကောင်းတဲ့ကိစ္စပါ။ကျွန်တော်တော့အများအားကျွန်တော်ပြောပါတယ်။ PDF ညီငယ်တွေအလင်းဝင်လာတဲ့ကိစ္စသည်တိုက်ပြီးတော့ကောင်းတဲ့ကိစ္စ၊သိက္ကူဝမ်းသာစရာကောင်းတဲ့ကိစ္စလို့ကျွန်တော်အများအားပြောပါတယ်။အခုလည်းထပ်ပြောပါတယ်။ဒါပေမဲ့ PDF ညီငယ်ညီမငယ်တွေအယောက်30နော်30ရနော်ဒီကနေ့မှာတော့တောင်ကြီးမှာဟိုဥပဒေပေါင်းနဲ့ပြန်ပြီးတော့လက်နက်ခဲနေတဲ့ဥပဒေပေါင်းနဲ့ပြန်ဝင်တဲ့ပွဲအခမ်းအနားဒီနေ့ကျင်းပခဲ့ပါတယ်။ပြောရရင်တော့ တောင်ကြီးမှာလုပ်တဲ့ပွဲတကယ်ကိုလည်းဝမ်းသာစရာကောင်းပါတယ်။အဲ့မှာပါလာတဲ့လူတွေက DPLA တို့ KNDF တို့ PNL တို့ PNL တို့နောက်ကရင်ပြည်သူ့လွတ်မြောက်ရေးတပ်ပေါင်းစုနဲ့ PDF ဆိုတဲ့အဖွဲ့တွေပေါ်ဝင်စုပေါင်းအမှု30 30လို့သိရပါတယ်။ဆိုတော့အဲ့ဒီရောက်30ကဒီနေ့ဟိုပြန်လင်းဝင်လာတယ်ဆိုတော့အလင်းဝင်လာတဲ့အတွက်ဒီတောင်ကြီးမှာအခြေစိုက်တဲ့တောင်ကြီးမှာအခြေစိုက်တဲ့ဒီဒိုက်စရဏချုပ်ပေါ့နော်ဒိုက်စရဏချုပ်ကနေပြီးတော့လက်ခံပြီးတော့သူတို့ကိုသူတို့ရဲ့မိသားစုစီပြန်ပြီးပြန်လဲပြီးတော့ပတ်နံပါတယ်ပြီးတော့လက်နက်ခဲနဲ့ဥပဒေတော်ပေါင်ဝင်ရောက်တဲ့အတွက်သူတို့ကို အဲထိုက်တဲ့နဲ့သူတို့ပါခေါ်လဲဆိုတော့သူတို့စုချင်းမြင်တာလေးပြီးပြီးတော့ဥပဒေပေါင်းနဲ့ပြောင်းဝင်တော့ဝယ်ကမ်းလုပ်တယ်ကျူသွေးခဲ့တာတွေ့ရပါတယ်ဆိုတော့ပြောရရင်တော့အဲ့ဒီထက်မှာပြောင်းဝင်လာ PDF တွေ DPLA အဖွဲ့ဝင်တွေမှာဆို DPLA 12ဦးနော် KNDF ကအဖွဲ့ဝင်2ဦး PNL အဖွဲ့ဝင်4ဦးကရင်ကရင်ညီမျိုးသားလူမျိုးရေးတပ်ပေါင်းစုအဖွဲ့ဝင်2ဦး PDF အမိကအဖွဲ့ဝင်12ဦးပေါင်းစုစုပေါင်း30ဦးလို့ကိုတဲ့နော်အာအဲ့မှာတိုင်းမှုဖြစ်တဲ့ဘုံချုပ်ဘုံချုပ်နိုင်ဘုံချုပ်ဘုံချုပ်နိုင်စောဦးပေါ့နော်ဘုံချုပ်နိုင်စောဦးနဲ့ရှမ်းပြည်နယ်ဝင်းကြီးချုပ်တို့ဖြစ်တဲ့ဝင်းကြီးချုပ်ဦးအောင်အောင်တို့သူတို့ဦးဆောင်ပြီးတော့ဒါ တောင်ကြီးမှာရှိတဲ့တံလွင်ခန်းမှာလက်ခံပြီးတော့တကယ်ကိုခန္ဓာချင်းပပြီးလက်ခံပေးခဲ့ပါတယ်မိသားစုတွေသူတို့မိပါတယ်တက်ရောက်တယ်ဘာပဲတော့ဝမ်းသာစရာကောင်းတယ်အဲသူတို့နေချိန်မှာပါလိုက်လက်နက်တွေကတော့ AK47 နဲ့ M20 M32 တို့အစရှိတဲ့တနက်တွေနဲ့လက်နက်ခဲအန်းတွေပစ္စည်းတွေပါပါတယ်အဲတော့ဝီကျုံတဲ့တိုင်းမှုတွေတော့လက်ခံရယူတယ်သိရတယ်ပြီးတော့ဥပဒေပေါင်းနဲ့ဝင်လိုက်လူတွေကိုကျေးဇူးတင်တယ်ဆိုတဲ့ကြောင့်ပြောတယ်ပြီးတော့မိသားစုဝင်စီကိုခံဝင်ကလေးလက်မှတ်ထိုးပြီးပြန်လွှတ်ပေးတယ်ဂုံးစုကြီးတွေပေးတယ်เนาะအဲ့တော့ဒါကဝမ်းသာစရာကောင်းတဲ့တည်လူရောက်30ဗျာအဲ့ဒါလူရောက်30 PDF ရောက်30 ဒီ30ရာတနက်ကပြီးလျှောက်တွေ့ရလျှောက်ပြင်နေရွှေတွေ့ရလျှောက်ပြင်တတ်နေရင်လူဘောပြောတာသိမယ်ဒီလူရောက်30လောက်ကသာခင်ဗျားဟိုအခုဒီဒီလိုပဲသူ့လိုမျိုးလူရောက်30ထဲမနေတော့လူတွေကနေပြီးတော့ပြစ်ခတ်တတ်ဖြတ်ခဲ့လို့အရသာပြည်သူပေါင်းလို့များသာတည်ခဲ့ရပြီးပြီဒီကောင်တွေဒုက္ခပေးလို့တည်ခဲ့ရလည်းများသာရှိပြီအဲ့တော့ဒီဒီချင်းမှာမပြစ်ခတ်တော့ဘူးမတတ်ဖြတ်တော့ဘူးဘယ်သူမှမလုပ်တော့ဘူးဘာလုပ်တော့ဘူးဆိုပြီးတော့အဲချိန်မှလည်းအရင်ကျန်းတိုင်းလှုပ်ထားတာမရှိတဲ့အခါပြန်ဝင်လာတဲ့အခါဒီဘက်ကလည်းလက်ခံပေးတယ်သိကောင်းတဲ့ကိစ္စပါဒါကြောင့်ကျွန်တော်မြန်မာတိုင်းကလုံးဝရှိတဲ့ PDF ညီငယ်ညီမငယ်တွေကိုလည်းကျွန်တော်အမြဲတမ်းဖိတ်ခေါ်ပါတယ်အခုလည်းဖိတ်ခေါ်တယ်နောက်လည်းဖိတ်ခေါ်တယ် ဲသတိရတဲ့အခါကိုကြီးကိုသတိရတဲ့ပြောပါဦးအဲ့လိုပြောရမယ်နော်တတိယတဲ့ခါကျရင်ပြောပါဝင်လာပါပြန်ပြီးတော့မိသားစုနဲ့ပြန်မောက်ထုတ်ပါကျွန်တော်ပြောမိသားစုနဲ့အတူတူပြန်လဲပြီးတော့အတူတူကနေထိုင်လို့ကျွန်တော်တို့အားလုံးကဟိုကောင်းတဲ့ဘဝပဲရမှာပါအဲ့တော့ PDF ညီငယ်ညီမငယ်တွေအားလုံးကိုလည်းအဲမိသားစုထံပြန်ပူပေါင်းလာကြဖို့ပဲတိုက်တော့ပါတယ်နော်ပြီးတော့ကိုရောက်နေတဲ့အချိန်နေကိုရောက်နေတဲ့နေရာကိုရောက်နေရတဲ့ဒေသနဲ့ကိုရောက်ကိုလုံနေတဲ့အလုပ်တွေဟာမှန်သလားမှားသလားသို့မဟုတ်လူတွေကတဖြည်းဖြည်းစိတ်တော့ကရောက်လာသလားကိုကိုယ်တိုင်ရော လွတ်လပ်ပွင့်လင်းမှုလွတ်လပ်မှုကိုခံစားရသလားစသဖြင့်ကိုကိုကိုနိုင်ရှင်ပြီးတော့လုတ်တင်တာမလုတ်တင်တာတွေပြီးရညီငယ်ညီမငယ်တွေစဉ်းစားကြဖို့တိုက်တွန်းပါတယ်အဲ့တော့ဗိုင်းပြီးတော့မြန်မာတိုင်းငံလုံးမှာတဏ္ဍတရားမှာရှိတဲ့ပြီးရညီငယ်ညီမငယ်တွေအကုန်လုံးကျွန်တော်တို့ရွေးလူရှိမဲ့ညီကိုတွေအကုန်လုံးပေါ့နော်ဒါတွေကိုလုံးဒီနေ့ဒီချိန်မှာတော့မိသားစုစီပြန်လာကြပါနိုင်ငံတော်နဲ့ပြန်လဲပူးပေါင်းပါဆိုတော့တော့ထပ်ပြီးတိုက်တွန်းပါတယ်နော်ဒါတော့ထပ်ထပ်မှန်ထပ်မှန်တိုက်တွန်းပါတယ်နော်ဒါလေးကတော့ဒီအကြောက်30ဝင်လာတော့ဝတ်တာတဲ့ကိစ္စပြောတာပါနောက်တစ်ခုကကျွန်တော်တို့ဒါပြီးတော့နောက်ကျွန်တော်တို့ဒီဒီလိုမျိုးဖြစ်စဉ်တွေဖြစ်တော့ ရှေ့မှာဘာတွေဖြစ်ခဲ့ကြလဲဆိုအခုမဲဆောက်လို့နေရမျိုးမှာပေါ့နော်မဲဆောက်လို့ရုံမှာအခုထိုင်းမြန်မာနယ်စပ်မဲဆောက်မှာတောက်လျှောက်လက်နက်တွေဖမ်းမိတာကြီးကြီးဖြစ်တယ်။ဟိုဒီမနေ့ကလည်းလက်နက်တွေဖမ်းစီရမိတဲ့ကိစ္စတွေမနေ့ကလည်းဖြစ်တယ်။ဆိုတော့ဒီလက်နက်ကင်တဲ့ပြည်တွေမှာရှိနေတဲ့ PDF ဒီတခြားလူတွေကလည်းအခုတဖြည်းဖြည်းနဲ့လက်နက်ခဲရန်ရှားပါးတဲ့ပြဿနာရင်ဆိုင်နေရတယ်ဆိုတော့ခင်ဗျားတို့သိပြီးသားအဲ့တော့ဘလို့ရှားပါးလဲမိတော့အခုထိုင်းရအတကုံဖမ်းတယ်။ကျွန်တော်တို့နိုင်ငံရဲ့လက်နက်ပေါင်ကုန်စည်းဝတ်ကြီးကိုထိုင်းရကင်ထားတယ်။ခုဘက်ကအိန္ဒိယမှာလည်းရှိတယ်၊ဘင်္ဂလားဒေ့ရှ်မှာလည်းရှိတယ်၊တရုတ်မှာလည်းရှိတယ်။ တရုတ်ကတော့ तू ကတိုက်ရိုက်မလာဘူးဘယ်လိုသွားလဲမဲခေါင်းမြစ်ကနေဖြတ်ပြီးတော့လာအိုးလိုဘာလို့လဲဖြတ်ပြီးတော့လောက်တာမျိုးရှိတယ်တရုတ်ကပြီးတော့ဘယ်ရက်သွားသေးလဲဆိုတော့တခါဒီဝါတို့ဝါတို့ဟို KIA တို့ဆီကနေပြီးတော့လက်နက်တွေခဲကနေရတယ်ကိုကန့်ဆီကနေရတယ်မိုင်းလာဆီကနေလည်းရခိုင်ကရခဲ့တယ်ဒါပေမဲ့ဝါရောမိုင်းလာရောနှစ်ဖွဲ့လုံးကသူတို့လုံးဝအဆက်ဆံမလုပ်တော့ပါဘူးလို့ပြောဆုံးဖြတ်တဲ့နောက်မှာဒီကောင်တွေလက်နက်ခဲပြတ်တောက်သွားတယ်အဲပလောင်နေဆိုလဲလက်နက်ခဲပြတ်တောက်တဲ့ပြဿနာရင်ဆိုင်ရတယ်တချိန်တည်းမှာပဲ KIA ဆိုလဲလက်နက်ဆက်လက်ထုတ်နိုင်တဲ့ပမာဏအကန့်အသတ်ဖြစ်လာတော့သူတို့ရင်ဆိုင်နေရတယ် တစ်ချိန်တည်းမှာပဲတခြားသောဒီအညာရိသလက်နက်ကိုင်အဖွဲ့ဝင်တွေအကုန်လုံးကလည်းသူတို့မှာလက်နက်ခဲတွေလုံးလုံးလောက်မရှိအောင်ရှင်းတိုက်ဖို့ခက်လာတယ်။မှတ်ထားတော့ကရဲကရင်ပြည်နယ်မှာဇွဲတို့ဘောက်တော့ဝင်ခံလာပြီးသူတို့ဝင်ဆက်တိုက်လို့ရပါလေနဲ့သူတို့မှာခဲရမရှိတော့လို့ဆက်မတိုက်နိုင်တော့တဲ့ဒါရောက်သွားပြီးသူတို့ထွက်ပြေးရတယ်စကန်းဆုတ်ခွာပြေးရတယ်ဆိုတော့သူတို့ကဝင်ခံလာတယ်။ဆိုတော့လက်နက်ခဲကပြတ်တောက်သွားပြီးမရှိတော့ဘူး။လက်နက်ခဲကိုထိုင်ဘက်ကလည်းဖမ်းတယ်။အခုထိုင်ဘက်ကဘလောက်ဖမ်းလဲလို့မေးရင်အော်တိုဘားနေ့ရက်နေ့မနေ့ရက်ညနေပိုင်းလောက်မှာမဲဆောက်မြို့နယ်မဲလမောင်းကြီးရွာမဲလမောင်းကြီးရွာမှာရှိတဲ့ဒီဟွေရုပ်ဦးလို့ခေါ်တဲ့စစ်စေးဂိတ်အဲ့ဂိတ်မှာ ကားစီးကမတင်ကောင်းဖြတ်သားမောင်းနေအဲဒါကြောင့်မို့အဲ့ကားအင်းစီးကားကိုတိုင်းလုံးရွတ်ဖို့နဲ့တားစီးဆလိုက်တယ်ဆလိုက်တဲ့ခါမှာအထက်မှာခင်ဗျာတော်တော်ဆိုးတယ်ခင်ဗျာဟိုဟိုလက်နက်ကြီးပေါ့ပြစ်လို့ရတဲ့ဟာတွေပေါ့နော်လက်နက်ခဲရနေမှာဆို87မမစိန်ပြောင်းတွေ87မမဘုံးသီးတွေ short right ဒုံးတွေ RPG ဒုံးသီးတွေ5.56မမဂျီဇန်တွေ5.56 mm ဂျီဇန်တွေပါပြီးတော့အဲ့လက်နက်ခဲနေအများအပြားကိုအဲ့အိမ်သုံးအိမ်စီးကားထဲမှာဖက်တွေကဖမ်းဆီးရမိတယ်အဲ့နှစ်ယောက်ကိုတော့ထိုင်းအဲ့ကားပေါ်မှာပါလာတဲ့နှစ်ယောက်ကိုတော့ထိုင်းအာနာပိုင်းကြီးကမဲဆောက်ရဲစခန်းကိုစစ်ပြီးတော့ ို့ပြီးတော့ဒါခွင့်ဆက်တွေစစ်ဆေးတယ်တဲ့နော်အဲ့တော့တထိုင်းနိုင်ငံသားနော်ထိုင်းနိုင်ငံသားထိုင်းနိုင်ငံသားနှစ်ဦးနှစ်ဦးကနေပြီးတော့ဘယ်ကိုပို့မှာလဲဆိုတော့ဒါတွေကိုတော့မြန်မာပြည်ပို့မယ်ဆိုတော့ဟာကိုသူတို့ထုတ်ဖို့ဝန်ခံတယ်နော်အဲ့တော့ဟိုတယောက်ကနွန်ဒပူရီခရမနေထိုင်နေအဲနောက်တယောက်ကတော့ဘန်ကောက်မှာနေထိုင်နေမစ္စတာမစ္စတာတုံးနဲ့နောက်တစ်ခုကတယောက်ကတော့မစ္စတာဘန်ခရိုင်လို့ခေါ်မလားဘန်ခရိုင်ဘန်ခရိုင်လို့ခေါ်မလားအဲ့ဒီကောတော့မစ္စူဘီဂျီပါဂျီရိုတစည်းနဲ့သူကကတ်တီနဲ့မောင်းလာတာနော်ဟိုတက်မြို့ကနေပြီးတော့မဲဆောက်ဘက်ကိုမောင်းလာရင်လည်းအဲ့လိုမိတာနော်အဲ့တော့ ပါပြီးတော့ခုတော့တို့ခုလက်နဲ့ပို့တဲ့ကိစ္စတွေနဲ့ခုထိုင်းဘက်ကလည်းအဖမ်းခံနေရတယ်။ဘာလို့ဆိုလက်နဲ့ပို့လဲမင်းရင်နေသားမှာလက်နဲ့စီးရပေါင်စီးရများတယ်။ဥပမာဆိုကြပါစို့ဗျာ။အဲချီစံတစ်ထောင်ပဲဆိုတော့ချီစံတစ်ထောင်ကကျွန်တော်တို့ကရင်ပြည်နယ်တွေမှာကယားပြည်နယ်တွေမှာချီစံတစ်ထောင်ကတစ်ထောင်၃ထောင်ကျပ်၃ထောင်လောက်ကျရင်ဥပမာတစ်ထောင်လောက်မကျဘူး။အဲ့တော့ပွန့်လဲပြောရရင်တော့ဒီဘက်ကပို့တာပေါ့။ပို့တော့ဘာဖြစ်လဲထိုင်းရဲတွေကခုတော့ဖမ်းနေအစောပိုင်းမှာတော့ထိုင်းရဲတွေကမသိကြအောင်ဆောင်နေခဲ့ကြပေမဲ့အခုတော့ထိုင်းရဲတွေကိုယ်တိုင်ကဖမ်းပေးလာတဲ့အတွက်အခုဆိုရင်မြောက်တွေမှာမူးဟိုလက်နက်ဖမ်းတာတွေရောမူးယစ်ဖမ်းတာတွေရောပပဆက်ဆက်ချင်းမိုင်ဘက်မှာလောက်တာရစ် မြောက်ဒီမှာလှုပ်လာတာဖြစ်တဲ့အတွက်ဒီကောင်တွေကတဖြည်းဖြည်းနဲ့လက်နက်ခဲယံရှားပါတဲ့ပြဿနာကိုရင်ဆိုင်ရတယ်အဲ့တော့လက်နက်ခဲယံရှားပါတဲ့ရင်ဆိုင်တဲ့အခါမှာတချို့လူတွေကဟိုတက်ကိုရှင်တိုက်နိုင်ဖို့ကလည်းမြေမြမာရှင်တိုက်နိုင်တဲ့စွမ်းစားလည်းနဲလာတယ်ဥမာဇွဲတွေကတော့တကယ်ဝန်ခံနေပြီခင်ဗျားတို့တွားတွားကြည့်ဇွဲတွေကဝန်ခံနေတာရှိတယ်နော်ငါဇွဲတွေကဝန်ခံနေတယ်တို့လက်နက်ခဲယံမလုံလောက်တဲ့ပြဿနာရင်ဆိုင်ရတယ်ဆိုတော့ဝန်ခံတယ်နော်အဲ့တော့ပြဿနာကတို့အဲ့လိုရင်ဆိုင်ရတဲ့အခါထွက်ပြေးတိမ်းရှောင်းတဲ့လူတွေရှိလာတယ်တချို့ဆိုရင်ဘလို့ထွက်ပြေးလဲထိုင်းဘက်ကိုထွက်ပြေးသွားတယ်အလုံသမားပြင်းနဲ့ထွက်ပြေးသွားတယ်နော်ဟိုမောင်ကိုနီးတဲ့လမ်းမောင်းသွားနေပြီးထိုင်းဘက်ကိုဝင်သွားပြီးအလုံသမားပြင်းနဲ့အသွင်ပြောင်းသွားတယ် တစ်ဖက်ကတစ်ချိန်တော့ PDF နောက်တော့အလုံသမားဖြစ်သွားတယ်ထိုင်းအလုံသမားဖြစ်သွားတယ်ထိုင်းအလုံအဲ့လိုဖြစ်သွားအဲ့လိုပြောင်းသွားတယ်အဲ့တော့တချို့ကြတော့ဒီမြန်မာပြည်ပြည်မတဲ့လာပြီးမိဘရိုက်ထံပြန်လာနိုင်ဖို့အတွက်ကိုသက်ဆိုင်ရာတာဝန်ရှိသူတွေနဲ့အဲတက်တဆိတ်ချိတ်ဆက်ပြီးတော့ပြန်ပြေးဝင်လာတာရှိတယ်အခုတော့ဒါအခုအခုဒီတောင်ကြီးမှာဝင်လာတဲ့ဟာမျိုးတွေဆိုလို့ရှိရင်ဒါအယောက်30ဆိုတာတကယ်ကိုများပါတယ်ကျွန်တော်သိရတဲ့လောက်တော့အာတချို့လက်နက်ကိုင်းဒီပေါ့ဗျာဟိုပြည်သူစစ်ပေါ့ပြည်သူစစ်တပ်ဖွဲ့တွေနောက်တပ်မတော်နဲ့ပူးပေါင်းနေတဲ့လက်နက်ကိုင်းဖွဲ့တွေစီမှာအဲပြန်ပြီးတော့ ပြန်ပြီးတော့ခိုးလုံနေတဲ့တစ်ချိန်တော့ PDF သွားလောက်ခဲ့တဲ့ပုံကန်ဒေါ်လာတွေလောက်ခဲ့တဲ့လူတွေခိုးလုံအဲ့ခိုးပုံကန်ဒေါ်လာတွေလောက်ခဲ့ပြီးမှနောက်တပ်မတော်နဲ့ပူတွဲလောက်ကင်နေတဲ့အဖွဲ့အစည်းတွေကိုပြန်ပြီးတော့ခိုးလုံလာတဲ့လူတွေခါဝင်ထိုးပြီးတော့နောက်မလို့တော့ပါဘူးကျွန်တော်တို့တော့တိသွားပြီကျွန်တော်တို့မှားသွားပါပြီဆိုပြီးတော့ပြန်ဝင်လာပြီးတော့နေတဲ့လူတွေအများကြီးပဲဒါပေမဲ့အဲ့ဒါကိုသက်ဆိုင်ရာလက်နက်ကိုင်အဖွဲ့တွေကတရင်မထုတ်ပြန်တာပဲရှိတာဝင်နေတာရှိတယ်နော်ဘယ်လက်ဘက်နက်ကဘယ်လက်နက်ကိုင်အဖွဲ့တွေလဲလို့မင်းကျွန်တော်သိပါရဲ့ဒါပေမဲ့မဖြေသေးပါဘူးဘာလို့လဲဆိုတော့လူပါသေးတယ်ဒါတည်းကကျွန်တော်တို့ပြောရမယ့်ကိစ္စကိုသက်ဆိုင်ရာဖွဲ့သေးတယ်မပြောတော့တဲ့အခါရောက်ရင်ဒါကျွန်တော်ပြောပါမယ် က်ဆိုင်အဖွဲ့ကြီးမပြောတော့မပြောဘဲရင်ကုန်နှုတ်ပိတ်နေတာများလုံးသွားရင်ကျွန်တော်ပြောရမယ်အခုကလောဆယ်သူတို့ပြောမလားပြောမလားကျွန်တော်စောင့်နေတာမပြောကြသေးဘူးတချို့တွေကဥမာဆိုကြပါဆိုပြောလက်နက်ကင်တွေက PDF ပြီးဖြစ်သွားတယ် PDF ဆိုတာကကျွန်တော် PDF လုံးကြတယ်ပေါ့ဗျာလူနားလေခေါ်ခေါ်တာပေါ့ PDF လုံးကြတယ်ဒါပေမဲ့သူတို့အချိန်နေမကောင်းတော့သိတယ်သူတို့မှားသွားပြီဆိုသိတယ်သူတို့သူတို့တဖြည်းဖြည်းလူတွေကမုန်းလာတော့မှဆိုသူတို့သိရခါတယ်တချို့ကြတော့သူတို့နဲ့နှိစက်တဲ့လက်နက်ကင်ဒီတက်မတော်နဲ့တက်မတော်နဲ့လက်တွဲလုတ်ကင်နေတဲ့လက်နက်ကင်တပ်ဖွဲ့တွေစီကိုသူတို့နဲ့လည်းနှိစက်တယ်ဆိုတဲ့အတွက်ပြန်ပေါင်းထုတ်လာတယ် ပြန်ဖြိတ်ဖြိတ်ဆက်ပြီးပြန်ပေါင်းတယ်ပေါင်းပြီးတော့ကျွန်တော်တို့မလုပ်တော့ဘူးကျွန်တော်တို့ဘာမှမလုပ်တော့ဘူးကျွန်တော်တို့ကောင်းမှနေပြရစီကျွန်တော်တို့ဟိုဒုက္ခပေးတယ်ဟိုကောင်တွေကအဲ့နေရာမှာရှိတော့နေရာတွေပြန်ညွှန်းတာတို့ကကျွန်တော်ဘယ်နေရာမှာစကန်းချခဲ့တာဘယ်နေရာမှာရှိခဲ့တာဘယ်လိုတွေလုပ်ခဲ့တာအဲ့တော့ဘာဘာဖြစ်တယ်တို့မှအားနေတာဘာလူကဘယ်လောက်ရှိတာအဲ့လိုမျိုးတွေပြန်ပြီးသတင်းပြန်ပေးပြီးတော့ပြန်လုတာအဲ့လိုလုတာအဲ့ကြောင့်မလို့ကျွန်တော်တို့ကချိုးအကြရင်မပြောသေးဘူးဆိုတော့အဲ့တော့ပြောတာပါဒါကြောင့်မလို့အခုလောရဲဆိုတော့ရှမ်းပြည်နယ်မှာအယောက်30ဝင်တယ်ဒါကွမ်းတာစရာကောင်းတဲ့သတင်းနောက်မဲဆောက်မှာလည်းဖမ်းနေတယ်ဒါလည်းရှင်းပြောရင်တော့တောက်လျှောက်ထားရတော့ဖမ်းကြရရှိတယ်ဖမ်းပေးနေမယ်လို့ မြန်မာအစိုးရစိတ်ချနေတဲ့ဒီသူတို့ကတော့ဖန်ဆန်းရင်ဆက်ဖန်းပေးနိုင်မယ်လို့ကျွန်တော်ကောက်ချက်ချပါတယ်နော်ဒါတော့မဲဆောက်ကိစ္စနောက်တစ်ခုကနောက်တစ်ခုကကျွန်တော်တို့ဒီအဒီလက်နက်ကိုင်အဖွဲ့တွေပေါ့ဗျာလက်နက်ကိုင်အဖွဲ့တွေနဲ့ပတ်သက်လို့ရှိရင်တော့ IBC ဆရာတော်ကတော့ဒါမြစ်တာရဲခန်းနဲ့စာလေးတစ်စောင်သူ့ရဲ့ဝိုင်းထုတ်ပြန်ထားတာရှိပါတယ်အဲတိုက်ဆရာတော်ထုတ်ပြန်ထုတ်ပြန်ထားတဲ့စာအရဆိုရင်တော့ကျွန်တော်တို့ဒီဒီဆရာတော်ထုတ်ပြန်တာကိုလည်းကျွန်တော်တို့ဘာပဲပြောချီချူးဂုံပြုတယ်ဗျာဘာလို့လဲဆိုတော့ကျွန်တော်တို့တိုင်းပြည်မှာလက်နက်ကိုင်ထားကြတဲ့သူတွေကိုလက်နက်မကိုင်ထားတော့ TG ဝါကြီးတန်ဃာတော်ဆရာတော်ကြီးတွေ အဲနောက်တစ်ခါဒီနာမည်ကျော်ထင်ကြရပုံကိုယ်တွေလူသိထင်ရှားကြော်ကြားသူတွေလူလူပေါ်လွှမ်းမိုးကြီးတဲ့သူတွေကမြေရန်ဖီးယားပြောနေဖီးယားပဲပြောဆိုနေရမှာကမင်းတို့တွေလက်နက်ကိုင်လိုက်နေဆွန့်လွှတ်ကြဆိုတော့ဖီးယားပဲအမြဲပြောဆိုနေရမှာဒါပေမဲ့တော်တော်များကတချို့လက်ရှောင်နေကြတယ်ဘာလို့ဆိုတော့ဘာကြောင့်မှတော့ကျွန်တော်မသိဘူးတို့ရဲ့အကြောက်တရားကြောင့်လားတို့ရဲ့စိတ်ထရအညူတိအာရကြောင့်လားတို့ရဲ့စိတ်ထရနေကိုယ်တွေကဟိုဘာလဲဆိုတော့ဟိုဘာငါနဲ့မဆိုင်လို့ထင်တာလားဒါမှမဟုတ်ဘသူတည်တည်ကွာငါတို့ငတိမိုင်းပြီးတာပဲတွေးတာလားကျွန်တော်မသိဘူးတချို့တွေကဘာမှမပြောကြဘူးဒါပေမဲ့အဲ့ကြားထဲမှာကဆရာတော်က ဒီဒီ IPC ဆရာတော်ပေါ့ဗျာဆရာတော်ကနေပြီးတော့စပြီးတော့စာရဆောင်ထုတ်ပြန်လာတယ်အဲ့ဒါတော့ဒီထုတ်ပြန်ချက်ကတော့မနေ့ကထုတ်တာပါဒါပေမဲ့ကျွန်တော်တော့မနေ့ကမပြောလိုက်ရတော့ဒီနေ့မှပြောတာပါအဲ့တော့ तू ကသူထုတ်ပြန်ချက်ထဲမှာတော့ဒီမြတ်ဗုဒ္ဓရဲ့တရားတော်အရာရန်ကိုရန်ချင်းတုံ့ပြန်နှင်းပြီးတော့အချင်းချင်းတက်ဖြတ်ကြပါကဘယ်တော့ခါမှစစ်ပွဲတွေပြီးဆုံးမှာမဟုတ်ပါဆိုပြီးတော့ပြောထားတယ်နော်ဆိုတော့အဲ့ဒါကြောင့်မလို့ तू ကပြောတယ်ပြီးတော့မှတစ်ချိန်ထဲမှာလည်း तू ကလူတွေဒီလူတွေဟာရှင်းပြရအောင် ိုင်းသားယူကုန်တော့တွေဟာတဲ့ဓာတ်လူညင်းများမှုမရှိဘူးဆိုတော့ပြဿနာတွေပင်လုံကတိကိုပြဿနာတွေလူမျိုးစုပြဿနာတွေဂျားမှာအဲ့လိုခေါင်းစဉ်မျိုးစုံတက်ရပြီးလူချင်းချင်းလက်နက်ကင်စစ်ပွဲတွေအတော်မတတ်ဆင်နွှဲနေကြတာဒီထိယနေ့ထိရှိတယ်တဲ့နော်အဲ့တော့ဖေဖော်ဝါရီတက်ကနေစပြီးတော့2021ဖေဖော်ဝါရီတက်ကစပြီးတော့ခုအော်တိုဘာအထိကိုမြန်မာနိုင်ငံချင်းလက်နက်ကင်တိုက်ပွဲတွေဆင်နွှဲကြရတဲ့အတွက်တည်ဆုံကြရတဲ့လူကတောင်းနေချင်ရှိလာပြီအဲ့တော့လူတွေရဲ့နိုင်ငံနိုင်ငံအခြေခံအုပ်မြစ်တွေလည်းပြည့်စည်ကုန်ပြီဒီလိုအခြေအနေမျိုးမှာမြန်မာနိုင်ငံအတွက်ပြည်သူ့အသက်အိုးကြီးစီစီနေပိုင်ဆိုင်မှုတွေကိုဆုံးရှုံးကြရတယ်နော်အဲ့လိုဖြစ်တဲ့အချိန်ဒါကြောင့်မို့လို့ ဒီစစ်ပွဲတွေကလည်းအဆုံးမတောက်ဘူးပေါ့ဗျာအဲ့လိုအခြေအနေကြောင့်မြန်မာလက်နက်ကိုင်ဖွဲ့စည်းသည်ဖြစ်တဲ့တပ်မတော်နော်တပ်မတော်ရောနော် KIA AA KNU နော် MNDAA TNLA UDLSA နောက်တော့ PDF စရှိတဲ့တိုင်းသားလက်နက်ကိုင်သူပါဝယ်တိုင်းသားလက်နက်ကိုင်အဖွဲ့အစည်းကြီးဟာတဲ့စစ်ပွဲတွေနဲ့အချင်းချင်းတပ်ဖြတ်မှုတွေရပ်ပြီးတော့ငြိမ်းချမ်းစကားဝိုင်းနဲ့မိမြန်မာနိုင်ငံကိုပြန်လဲတိဆောက်ကဲတင်ကြဖို့နော် IBC ဆရာတော်ကတောင်းဆိုပါတယ်ဆိုပြီးသူဆရာတော်ကထုတ်ပြန်ထားတယ်မနေ့ကထုတ်ပြန်လာဆိုတော့ ဒီဆရာတော်ကကျွန်တော်တို့လည်းကျွန်တော်တို့ကကျွန်တော်တို့လည်းဆရာတော်နဲ့ခဏခဏကျွန်တော်ဆိုလည်းခဏခဏဆုံခဲ့ပါတယ်ဟိုဆုံခဲ့တဲ့ထက်မှလည်းပါပါတယ်အဲ့တော့ဆုံခဲ့ပြီးတော့ဆရာတော်ရဲ့သဘောထားအမှန်နားလည်တယ်နားထောင်ကြည့်တဲ့အခါမှာလည်းဆရာတော်ကဒီတိုင်းပဲသူဒီဒီတိုင်းပြည်မှာဖြစ်နေတဲ့အပြန်လာအထူးတွေပြန်လာတတ်ကြဖြတ်ကြသေးကြကြေးကြကိစ္စတွေကိုသူမကြိုက်ဘူးမကြိုက်တဲ့လူတွေပါတယ်မကြိုက်တဲ့အတွက်သူကအမြဲတမ်းသူသူ့ရဲ့ဒီအမြင်ယူဆဖြစ်နေထုတ်ပြောပြီးတော့တားတယ်ဆရာတားနေတဲ့ဆရာတော်တွေမှာပါတယ်တကယ်လည်းအမြဲတမ်းတားတယ်သူမေးလိုက်တိုင်းမှာဘသူ့ဘသူ့ကိုပဲတစ်ဖက်ဘက်လက်ညှိုးထုတ်အပြစ်ပုံချတယ်မြို့သူမလုပ်ဘူး ဘယ်သူ့ကိုမှလက်ညှိုးထိုးပြုတ်ပုံချောင်းမလုပ်ဖဲနဲ့မင်းတို့အားလုံးရတာအကောင်းဆုံးပါပဲကွာဆိုတာမျိုးလေးနဲ့ဆရာတော်ကအမြဲတမ်းပြောတယ်ဘယ်သူ့မှလက်ညှိုးမထိုးကျွန်တော်တို့လည်းရှင်းပြောရအောင်ဘယ်သူ့မှလက်ညှိုးမထိုးခြင်းဘယ်သူ့ကိုမှလက်ညှိုးမထိုးခြင်းအတိုင်းမဲ့အားလုံးကရက်တန်းတက်ရက်တင်နေဆိုရင်ရက်တာကောင်းတယ်ကိုတက်မတော်က तू ကရက်ချင်လို့ခဏခဏဖိတ်ခေါ်တယ်အချိန်ချင်းဖိတ်ခေါ်တယ်လာမဲ့15ရက်နေ့ NCA ညီလာခံဝန်တော်ခင်ဗျဖိတ်ခေါ်ထားတယ်ဖိတ်ခေါ်ထားတယ်တက်မတော်တောက်လျှောက်သူ့ဘက်ကဖိတ်ခေါ်ထားတယ်တစ်ဖက်ကလက်နက်ကြီးတဘုံတွေကသာမထလာတာမလာဘူး ထမလာတဲ့ခါကျတော့တချို့တွေကသူငါသူငါညင်းညားတယ်ညင်းညားရင်လည်းအဲ့လိုနဲ့ရှေ့မရောက်ဘူးဒီနေရာမှာခင်ဗျားထိုင်းရအမျိုးသမီးတယောက်ရှိတယ်အခုဟိုတချို့ TikTok တွေမှာတက်လာတယ် Facebook တွေမှာတက်လာတယ်ထိုင်းသတင်းဌာနတွေမှာဟိုထိုင်းရဲ့ဒီ pocket season တွေမှာအဲ့ဒီအမျိုးသမီးတယောက်ပြောနေတာရှိတယ်အဲ့ဒီအမျိုးသမီးဆိုရင်ဒါမြန်မာရေးကိုတော်တော်လေးကိုသူနောကြည်အောင်တိထားသလိုဖြစ်နေပြီအပြင်ကကြည့်ရအောင်သူကပို့ပြီးမြင်သလိုဖြစ်နေသူကဘာပြောလဲသူပြောဘူးတာမှတ်မိတယ်သူပြောဘူးတာကျွန်တော်ခင်ဗျားတို့ပြောပြပြမယ်ဒါဆရာတော်ရဲ့ထုတ်ပြောနေတာလည်းချိတ်ဆက်ပြီးခင်ဗျားတို့နားလည်အောင်ပို့အဲ့ဒီအမျိုးသမီးကနာမည်ကျွန်တော်မေ့နေတယ်ကျွန်တော်တေချာတော့မှာဖြစ်ဘူးဒါပေမဲ့အဲ့ဒီအမျိုးသမီးက ။ဘာပြောလဲဆိုတော့အာဗာလေမြန်မာနိုင်ငံမှာတဲ့နော်ကျွန်တော်သူ့ဗာလေလည်းအတူလေးဖွင့်ပြမြန်မာနိုင်ငံမှာတဲ့သူကတော့ဦးမင်း online ကိုမင်း online ပေါ့နော်မင်း online ဆင်းသွားလို့တဲ့မြန်မာနိုင်ငံကအေဂျင့်သွားပြီလို့ခင်ဗျားတို့ထင်တာနင်တို့ထင်တာလားတဲ့နောက်တစ်ခါအဲ့လိုပဲကျွန်တော်တင်တာကအဖွဲ့အားလုံးချက်ချင်းအချင်းချင်းညှို့ပြီးတော့မြန်မာနိုင်ငံကြီးကတိုးတက်ပြောင်းလို့သွားမယ်လို့ထင်တာလားတဲ့နောက်တစ်ခါစစ်တပ်ကြီးကိုဖယ်လိုက်လို့သူတို့အားလုံးညှို့တိုးတက်သွားလိမ့်မယ်လို့အဲ့ဒီမြန်မာတွေအားလုံးညှို့သွားမယ်လို့ထင်တာလားတဲ့ နော်ဒါဆိုရင်တော့မားနေပြီတဲ့မားနေပြီတဲ့မြန်မာနိုင်ငံမှာစစ်တပ်ကမရှိရင်ဥမေအောင်လိုင်းမရှိရင်တို့မရှိလို့ပြည်လဲသွားမယ်လို့တွေးနေတဲ့အတွေ့အကြုံမားနေတယ်တဲ့မားနေတယ်တဲ့ဘာလို့လဲဆိုတော့မြန်မာနိုင်ငံမှာသူ့နိုင်ငံသားအချင်းချင်းတိုက်လာတာနှစ်ပေါင်း80ကျော်ပြီတဲ့ဂုတိမရက်သေးဘူးတဲ့ဂုတိမရက်သေးဘူးတဲ့နှစ်ပေါင်း80ကျော်သွားပြီတဲ့ဂုတိနှစ်ပေါင်း80ရှိလာပြီတဲ့80နီးလေးရှိလာပြီတဲ့ဂုတိမရက်ကြသေးဘူးတဲ့အဲ့တော့တစ်တလုံးလဲရက်ပဲပုံလဲမပေါ်ဘူးပေါ့ဗျာကိုယ်ကလည်းပြောရက်ပဲပုံလဲမပေါ်ဘူးမပေါ်ဘူးပေါ့သူပြောတာမပေါ်ဘူးတဲ့ရက်ပဲပုံလဲမပေါ်ဘူးနော် ကျွန်တော်ဒီမှာအဲ့အမျိုးသမီးဟောပြတာလေးခဏလေးကျွန်တော်ပြချင်လို့ဗျာနေဖေရောင်ရောက်သွားလေအမျိုးသမီးဟာကျွန်တော်တိန့်ဩအဲ့ဒီမှာရှင်းရှင်းလေးဒီမျိုးသမီးအဲ့လိုမန်မန်ဒီမျိုးသမီးဆိုတော့မြင်ဘူးရလိမ့်မယ်မန်ဒီဖို့ကတော့တော်ထိုင်อย่างจริงจังจริงจริงมันสู้ပြောတာဆိုရင်မိုက်တယ်เอ่อหน่วยงานภาครัฐของไทยเนี่ยเราเราจะมองประเด็นเรื่องเนี้ยอย่างจริงจังตัวท้ายหลูจีนี่စဉ်းစားဖို့ตัวท้ายหลูจีนี่စဉ်းစားဖို့လိုတဲ့ကိစ္စကိုပဲသူကပြောတာ နော်ထိုင်းလူကြီးတွေစဉ်းစားဖို့ထိုင်းနိုင်ငံဘက်ကစဉ်းစားဖို့သူကရှူတောင်းပြောတာပြောရရင်မြန်မာနိုင်ငံကိုစဉ်းစားတဲ့အခါမှာဘယ်လိုစဉ်းစားမလဲဆိုတော့ထိုင်းကထည့်ပြောသွားတာရှင်းရှင်းလေးထည့်ပြောရတဲ့အချိန်မှာဒီနှစ်80နီးပါးရှိလာပြီတဲ့မြန်မာနိုင်ငံကဥမေအောင်လိုင်းစဉ်းသွားလို့ပြီးသွားမယ်လို့စစ်တပ်ကြီးဖဲလိုက်လို့ပြီးသွားမယ်လို့ထင်နေအဲ့အထင်အတွေ့ရမှားနေတယ်တဲ့တင်းချက်ကပြီးတော့စစ်ပွဲတွေကမြန်မာနိုင်ငံမှာအများကြီးဖြစ်နေတယ်1948ခုနှစ်ကလေးကအခုထိဖြစ်လာတာတဲ့နှစ်ပေါင်း80ဖြစ်နေပြီတဲ့80နီးပါးရှိနေပြီတဲ့ပြောရရင်တော့ဒါကဘာမှာတက်တန်းအရှိန်အကြာဆုံးစစ်ပွဲဖြစ်နေတယ်ကဘာနိုင်ငံကဘာဘယ်နိုင်ငံမှာရှိတဲ့ ဘယ်နိုင်ငံမှာမှရှိပြောတာရှင်းလေးကဘာမှာရှိတဲ့မြည်သိနိုင်ငံမှာမဆိုတဲ့စစ်ပွဲတွေကအချိန်တစ်ခုရောက်ရင်ရက်သွားတယ်တဲ့ဒါပေမဲ့20ကြာ20နှစ်မှကြာတဲ့အထိမတိုက်ကြဘူးတဲ့ဒါပေမဲ့မြန်မာပြည်မှာတော့တိုက်ပွဲမဖြစ်တဲ့နေ့ဆိုတော့ခါရှားကြပါလေ20လုံးလုံးမြန်မာတွေကတစ်ချိန်လုံးတိုက်နေတာပဲတဲ့ကျွန်တော်တို့ပြန်တွေးကြည့်တော့ရှက်ဖို့ကောင်းတော့သူများပြောတာသူပြောတာမှန်တယ်တော့ကျွန်တော်မှဘာပြောမှမသိဘူးသူပြောတာရှင်းရှင်းလေးရဝန္ဒါမှာဖြစ်စဉ်တွေကမ္ဘောဒီးယားဖြစ်စဉ်တွေအာဖရိကဒေသမှာဖြစ်စဉ်တွေအရှေ့လေပိုင်းမှာဖြစ်စဉ်တွေတိုက်တဲ့စစ်ပွဲတွေပြောတယ် အချိန်တစ်ခုရောက်တဲ့အခါမှာနေရာတစ်ခုရောက်တဲ့အခါမှာကာလတစ်ခုရောက်တဲ့အခါမှာရက်ကိုရက်သွားတယ်တဲ့နှစ်ပေါင်း80နီးပါးကြာအောင်တိုက်နေတာမရှိဘူးတဲ့ဒီမှာရှိနေတယ်တဲ့မြန်မာပြည်မှာနေတိုင်းနီးပါးဆစ်ဖြစ်နေတယ်တဲ့နေတိုင်းနီးပါးတိုက်နေကြတယ်တဲ့သူတို့ကဆစ်ကိုတိုက်နေကြပဲတဲ့အဲ့တော့မိကုန်းတစ်ခုမေးတာသူမေးတာရှင်းရှင်းလေးနော်အဲ့တော့ဟိုပြီးသွားမှလားပေါ့ပြောချင်တာနော်ပြီးသွားမှလားပေါ့အဲ့လိုဖြစ်နေခုမြန်မာတွေကတစားစီပြီးတော့လဲအဲ့ကဥမြောင်းလိုက်ပြီးသွားရင်ပြီးသွားမှလားတို့တက်ကပြီးသွားရင်ပြီးသွားမှလားတို့နော်အာနာဆင်းကပြီးသွားမှလားတို့ဆိုရင်မေးရင် ပုံမှန်လည်းပြောမယ်မြန်မာတွေကိုပြောကွဲသွားမှလည်းမဖြစ်နိုင်ဘူးတဲ့ဒါပေမဲ့တစ်ချိန်လုံးတိုင်နေမှာပဲတဲ့အဲ့တော့တို့ချင်းချင်းလေးရပ်ဖို့လည်းမလွယ်ဘူးတဲ့ဘာဖြစ်လို့ထပ်ပြောလဲဆိုတော့တဲ့ဦးမြောင်လိုင်းကနေပြီးတော့ဦးမြောင်လိုင်းမရင်မဟုတ်ဘူးတဲ့မြန်မာအစိုးရဆက်ဆက်ကတဲ့ဖိတ်ခေါ်ခဲ့တယ်တဲ့အစိုးရဆက်ဆက်ကဖိတ်ခေါ်တယ်တိုင်းသားတစ်နာရီတစ်ဖွဲ့ကိုဖိတ်ခေါ်တယ်အဲ့တစ်ဖွဲ့တည်းကိုဖိတ်ခေါ်တဲ့အချိန်မှာအဲ့တစ်ဖွဲ့ကမှနှစ်ဖွဲ့ထပ်ပြန်ကွဲတယ်တဲ့နော်ရှင်းရှင်းလေးလက်နက်ကိုင်ဖွဲ့တစ်ဖွဲ့ကိုအစိုးရကညင်ချင်းရေးဆွေးနွေးဖို့အတွက်လာတို့ရေးဆွေးနွေးကြမယ်ဆိုပြီးဖိတ်ခေါ်တယ်တစ်ဖွဲ့ကိုဖိတ်ခေါ်လိုက်ရင်အဲ့တစ်ဖွဲ့ကမှနှစ်ဖွဲ့ထပ်ကွဲတယ်တစ်ဖွဲ့ကမလာဘူးတစ်ဖွဲ့ကလာတယ် ဟောနောက်တဲ့တစ်ဖွဲ့ကိုခေါ်ရင်နောက်တဲ့တစ်ဖွဲ့ကမလာဘူးเนาะအဲ့တော့လက်နက်ကင်အဖွဲ့မတူတဲ့ ABCD EFG ပေါ့ဗျာ A ဆိုတဲ့လက်နက်ကင်အဖွဲ့ကိုခေါ်လိုက်တဲ့အချိန်မှာ A ထဲမှာနှစ်ဖွဲ့ထားခွဲတယ်တဲ့အဲ့လိုပဲ B ရလည်းလာချင်းမှလာတယ်အဲ့တော့တယောက်နဲ့တယောက်ဆွေးနွေးဖို့ဆိုတဲ့စဉ်းစားချက်အစားစဉ်းစားချက်အစားပေါ့เนาะသူကမင်းသွားရင်ငါမသွားဘူးမင်းလာရင်ငါမလာဘူးဆိုတော့အဲ့လိုပုံစံမျိုးနဲ့လုပ်နေသူရောတိုက်ပွဲကဘတော့မှမပြီးဘူးအဲ့ဒီအစည်းအဝေးလည်းမပေါအောင်မြင်တော့တယ်လို့မပြီးတော့ဘူးတိုက်ပွဲကအဲ့လိုအနေထားကြီးနဲ့ တိုက်ပြီးရအဲ့တိုက်ပြီးရအဲ့လိုဆက်သွားနေရယူဘယ်လိုလုပ်ပြီးတော့ဖြစ်မှာလဲတဲ့ပြီးတော့တို့တို့ကမြန်မာနိုင်ငံတို့ကအသားချနေပြီတဲ့ဒီဒီစစ်ပွဲတွေရဆိုတော့ကျွန်တော်တို့ပြန်တွေးကြည့်ရှက်ဖို့ကောင်းတယ်ဘာတော့ပြီးမလဲမြန်မာနိုင်ငံပြဿနာဘာတော့ပြီးမလဲမေးရင်တဲ့ပုံမှန်လည်းပြောရင်ပြီးစီးဖို့ခက်ခဲပါတယ်တဲ့သူပြောရှင်းတယ်မြန်မာနိုင်ငံပြဿနာဘာတော့ပြီးမလဲမေးပြီးစီးဖို့ခက်ခဲတယ်တဲ့လက်ရှိတိုက်ပွဲတွေတိုင်းသားနိုင်ငံဖွဲ့နေမြန်မာနိုင်ငံတိုက်တိုက်ပွဲပြီးစီးဖို့ခက်ခဲပါတယ်တဲ့ဘလို့မှမဖြစ်နိုင်ပြီးစီးဖို့ခက်ခဲတယ်ဆိုတော့အဲ့တော့ခမရတို့လက်ရှိတက်ရှိတညာရှိနေတဲ့ခမရတို့အကုန်လုံးကျွန်တော်ကျွန်တော်ကျွန်တော်သားသမီးကျွန်တော်မြင်းမြစ်လက်ထက်တီ ဒီစပွဲကြီးကိုဆက်ပြီးရှိအောင်ဖန်တီးမှာလားအဲ့ဒါခင်ဗျားတို့စဉ်းစားကြည့်ကြဖို့လိုတယ်ကျွန်တော်တို့ပြည်သူလူထုအားလုံးကစဉ်းစားမှာတစ်ချက်တည်းပဲစဉ်းစားမှာဟာဟုတ်ပြီဦးမင်း online မားတယ်မယ်ခဏထားလက်နက်ကိုင်တပုံလေးအုပ်စုတွေမားတယ်မယ်ခဏထားအဲ့ဒီနှစ်ခုကိုခဏထားလိုက်အုပ်စုနှစ်စုခွဲမယ်ဦးမင်း online နဲ့သူစစ်တပ်ဒီဘက်ကလက်နက်ကိုင်တပုံအုပ်စုအဲ့ဒီနှစ်စုကြားမှာဘယ်ဘက်ကိုပဲကျွန်တော်တို့ကရက်တိဖြစ်စီဘယ်ဘက်ကပဲမာပဲကိုကရှိနေသည်ဖြစ်စီဟုတ်ပြီတစ်ဖက်ဘက်ကိုကျွန်တော်တို့ဓညုတ်ထိုးပြီးတော့အဲ့တိုင်းပဲစရိုက်တိုက်နေကြမှာလားတိုက်သိမ့်လား ပြီးမယ်ထင်လားအဲ့ဒါဆိုပြီးမယ်ထင်လားခင်ဗျာတစ်ဖက်ဘက်ကလည်းညှို့ထိုးပြီးတော့ तू မားတယ်လို့ပြောလို့ဒီဘက်ကဒီဘက်ကနေပြီးတော့အိုးစုကဒီမောင်မားတယ်လို့ပြောလို့ဒီဘက်အိုးစုကလည်းမင်းတို့မားတယ်လို့ပြန်ပြောမယ်အဲ့ဒါနဲ့ပြီးပါမယ်မပြီးတော့ဘူးအဲ့တော့ခင်ဗျားတို့လက်ထက်ကျွန်တော်တို့ခင်ဗျားတို့လက်ထက်ရေကျွန်တော်တို့သားသမီးလက်ထက်ကျွန်တော်တို့မြေးလက်ထက်ရောက်တဲ့အခြေအတိတိုက်ပွဲတွေမပြီးတော့ဘူးဆိုရင်ခင်ဗျားတို့ကျွန်တော်တို့သားသမီးတွေကိုဒီစစ်ပွဲတွေကြားထဲမှာထားခဲ့မှာလားကျွန်တော်တို့ရဲ့မြေးတွေကိုသားတွေနဲ့သမီးတွေနဲ့မြေးတွေကိုကျွန်တော်တို့ဒီစစ်ပွဲတွေကြားထဲမှာအတော်မတတ်နိုင်တဲ့အဲ့ဒီစစ်ပွဲတွေကြားထဲမှာထားခဲ့ပါလားကျွန်တော်တို့ရဲ့အဘိုးတွေကျွန်တော်တို့ရဲ့ဘိုးဘေးတွေက အဖိုးမေးတွေကကျွန်တော်တို့ကိုစစ်ပွဲတွေမှာထားခဲ့ကြတာခမရောက်ကျွန်တော်တို့စစ်ပွဲတွေမှာထားခဲ့တယ်ပြန်တွေးကြည့်နော်ကျွန်တော်တို့အဖိုးတွေကျွန်တော်တို့ရဲ့အဖေတွေကျွန်တော်တို့ဒီစစ်ပွဲတွေမှာထားခဲ့ကြလို့အခုကျွန်တော်တို့ဒီစစ်ပွဲတွေနဲ့တန်ဆာလဲနေတာကျွန်တော်တို့ကြာရင်တော့ကျွန်တော်တို့မြည်တွေမြစ်တွေကိုစစ်ပွဲတွေမှာထားခဲ့မှာလားအဲ့ဒါကိုကျွန်တော်တို့ခမရောက်ကျွန်တော်တို့အားလုံးစဉ်းစားဖို့လိုပြီဘယ်သူမှလည်းမှန်တယ်လို့ညှို့ထိုးနေမယ့်အစားကျွန်တော်တို့ကကျွန်တော်တို့ရဲ့တာသမီမျိုးမြစ်မြင်းမြစ်တွေပေါ်မှာစစ်ပွဲတွေနဲ့ထားခဲ့မှာလားဆိုတော့မေးခွန်းကိုတိတိကျကျပြန်ပြေဖို့လိုပြီဒီအဲ့တော့ဒီ IBC ဆရာတော်တောင်းဆိုတာဒီလေမြစ်တာရဲ့ခဏဒီလေသိကောင်းတဲ့ကိစ္စသူ့လိုမျိုးပဲဆရာတော်လိုမျိုးပဲ ။ဒါပေမဲ့အဲဒီ Charlie Cardinal Charles Mambo တို့ကက်သလစ်အုပ်စုကပြောရမယ်အစ္စလမ်ဘာသာဝင်တွေရဲ့ခေါင်းဆောင်တွေလည်းပြောရမယ်ခေါင်းဆောင်တွေကိုလည်းထုတ်ကိုပြောရမယ်ခေါင်းဆောင်တွေကိုလည်းထွက်ပြောမီဒီယာတွေလည်းပြောဟေးဘယ်လက်နက်ကင်ဖွဲ့မင်းတို့ရက်တော့ကွာငါတို့ရက်စိတ်ချင်မင်းတို့အဲ့လိုနာမည်တက်ပြီးတော့ပြောမှဖြစ်မှာအဲ့လိုနာမည်တက်ပြီးတော့ပြောမှရမှာလာရောတောင်ပြီးတော့ရောတောင်ပြီးတော့လက်နက်ကင်ဖွဲ့တွေနဲ့တပွဲတွေတော့ဖြစ်စေချင်တော့ပါအဲ့လောက်နဲ့မရဘူးနာမည်တက်ပြီးတော့ဟဲ့အောင်ဘသူမင်းတို့အစ္စလမ်ဆိုရင်အစ္စလမ်ဥစ္စာသူ့ရဲ့ဆိုင်တဲ့လူဟဲ့အောင်မင်းဘသူမင်းတို့လည်းရက်တော့ ခရစ်ယာန်တွေမင်းတို့ဘယ်သူကြတော့ဗမာတွေလည်းဗမာတွေပြတ်တယ်ဘုရားဘာသာမင်းတို့လည်းကြတော့အဲ့လိုပြောကြမှာရဝိုင်းပြီးတော့ပြောမှာရဝိုင်းမပြောဘဲနဲ့ကျွန်တော်တို့ကဘာလဲဆိုတော့ကိုယ်နဲ့မဆိုင်တယ်လို့မသိတယ်လို့နေခင်ဗျားတို့ကျွန်တော်တို့ကတမိုင်းနေရတရားခံရမယ်လက်ရှိတမိုင်းရတရားခံနေပဲဘာမှမပြောဘဲနဲ့ကျွန်တော်တို့နေခင်ဗျားတို့ကျွန်တော်တို့ကလက်ရှိတမိုင်းရတရားခံနေပဲဘာမှမပြောဘဲနဲ့ငါနဲ့မဆိုင်တယ်လို့နေလိုက်မယ်ကွာဆိုပြီးတော့ဒိုင်ရှိုးလေးအခန်းတောင်လေးမှာတော့အိတ်နေတဲ့လူတွေအตาလေးငါတို့တတ်တာငါတို့ပေါင်းနေတဲ့အုပ်စုတွေ တစ်ချိန်လုံးဒီ၄နှစ်နီးပါး၄နှစ်တုန်းမှာတစ်ချိန်လုံးပါဇက်ပိတ်ပြီးရေငုံလုပ်ပိတ်နေခဲ့ကြတဲ့ပုံကိုယ်တွေခမည်းတော်ဟာတမိုင်းရဲ့တရားခံနေလက်ရှိတမိုင်းရဲ့တရားခံနေပဲမမေ့ဘူးလို့လေမမေ့ဘူးလို့လေအဲ့ဒါတော့ကျွန်တော်တို့တမိုင်းတရားခံဖြစ်မခံနိုင်ဘူးနော်အေးစိတ်တရားခံလည်းဖြစ်မခံနိုင်ဘူးနော်မယံကုန်တရားခံလည်းဖြစ်မခံနိုင်ဘူးလိုင်းရဲ့တရားခံလည်းဖြစ်မခံနိုင်ဘူးချင်းချင်းလေးပဲပုံလည်းပြောတာအဲ့တော့ကျွန်တော်တို့ကအဲ့တော့တစ်ချိန်လုံးကျွန်တော်ပြောနေတာငြိမ်းချမ်းဆူနေပါလက်နဲ့ကင်ထားတာရက်ကြပါတိုက်တာခက်တာရက်ကြပါတပ်မတော်တော့လက်နဲ့ကင်ထားရမယ်မှန်တယ်ဘရောမှရှောက်လို့ပြအောင်တပ်မတော်လက်နဲ့ကင်ထားတပ်မတော်မကင်ဘယ်ဘယ်ဘယ်သူကကျွန်တော်တိုက်ပြီးထိမှလဲ အဲ့တော့ okay တပ်မတော်နဲ့ညီချင်းစကားပြောကြပါနိုင်ငံတော်ကြီးကဲနဲ့ညီချင်းစကားပြောပါပြောပြီးတော့လူကျွန်တော်တောင်းစကားနဲ့တောင်းလူကျွန်တော်ဘိုးဝင်လေပြောဆွေးနွေးပြီးတော့မှရလက်တွေယူပြီးတော့မှတိုင်းပြည်တည်ငြိမ်အောင်ဝိုင်းတိဆောက်တိုးတက်အောင်လုပ်အာဒါဟုတ်ကျွန်တော်တို့မျောလဲတစ်ချိန်လုံးကျွန်တော်ဒါပဲတောင်းဆိုနေကြတာနော်စစ်တပ်ကြီးပဲမှန်တယ်လို့ကျွန်တော်ဘယ်တော့မှပြောခဲ့ဘူးအဲ့လိုပဲစစ်တပ်ကြီးပဲမှားတယ်လဲကျွန်တော်မပြောဘူးပြောတဲ့အကြောင်းမရှိဘူးစစ်တပ်ကမှားကောင်းမှားရင်မှားလိမ့်မယ်ဒါပေမဲ့တိုင်းမှားတယ်ဟာတချို့ကောင်းရှိကောင်းရှိနိုင်တယ်တပ်မတော်မှာမှားတာတချို့ရှိကောင်းရှိနိုင်တယ်ဒါပေမဲ့တိုင်းပြည်ကိုပြိုကွဲလောက်တဲ့ဒီတပ်မတော်ကဘယ်တော့မှမလုပ်ဘူးအသေးကြတယ် ။ तू ကထိန်ဆုံးကနေဥဆောင်ထိန်သိမ်းရမယ်လို့ဖြစ်လို့ तू ကအမြဲတမ်းရှေ့ကနေဥဆောင်မှမဲ့ပြီးတော့ရက်နေတာ။ဒါပေမဲ့ကျန်တဲ့အဖွဲ့အစည်းတွေကတော့ကျန်တဲ့သဘုံတွေကတော့တူတလူငါတမင်းနဲ့ထိန်းနှိုင်းခြင်းနေကြတာ။အဲ့ဒါကိုတော့သိဖို့လိုတယ်။ဒါကတော့ကျွန်တော်ပုံမှန်လည်းကျွန်တော်ခံကြည့်မယ်။ရှင်းရှင်းလေးပဲ။အဲ့တော့ကျွန်တော်ဒီပုံမှန်လည်းပြောရရင်တက်မတော်ဒီဒီတိုင်းမျိုးဥဆောင်ထိန်သိမ်းနိုင်မယ့်အဖွဲ့အစည်းဖြစ်လို့ယုံကြည်တဲ့အတွက် तू နဲ့တူရှိတယ်။ဒါဟာတက်မတော်သားတဦးချင်းစီတိုင်းပုံမှန်ထားတဲ့ကျွန်တော်ရဲ့စိတ်ဓာတ်။သို့တော့တက်မတော်လို့တာအကုန်လုံးမှန်ပါတယ်လို့ယုံကြည်ထားတဲ့အထက်မှာလည်းကျွန်တော်မပါဘူး။ဒါအရှင်းဆုံးပြောတာ။အဲ့တော့ဒါကဒါကြောင့်ကျန်တဲ့လက်နက်ကိုင်သဘုံလေးနည်းနည်းလေး တက်ဘလော်နဲ့မဆွေးနွေးဘယ်အင်္ဂါဂျိုးအောင်နဲ့သွားဆွေးနွေးမှာလို့သူတို့နဲ့မဆွေးနွေးဘူးသူတို့သွားဆွေးနွေးမှာလို့ကဲခမရဘူးသူနဲ့ဆွေးနွေးကြနေတာလို့ဒိတ်မမရှိတဲ့ဟာတွေနဲ့ပြောနေမပြီးဘူးပြအဲဒါကြောင့်ဒါကြောင့်ကိုကကျွန်တော်တို့ပြည်သူတွေကနားလဲဖို့လိုတာကိုကျွန်တော်ပုံပေါ်နေမပြောတာပါအဲ့တော့ဒါတစ်ချက်ပေါ့နော်ဆိုတော့ ABC ဆရာတောင်းဆိုချက်လူမျိုးပဲခမရတို့ကျွန်တော်တို့ပြည်သူလူထုကလည်းတမိုင်းရဲ့ဒီနေ့တမိုင်းရဲ့တရားခဏ်နေမဖြစ်ချင်ကျွန်တော်တို့အားလုံးအတန်တူညီစွာတောင်းဆိုပါမှာကလက်နက်ကင်ထားတဲ့အုပ်စုတွေအားလုံးတပ်မတော်နဲ့အတူတူဆွေးနွေးကြပါလက်နက်ကင်တဲ့အုပ်စုတွေတပ်မတော်နဲ့ဆွေးနွေးကြပါဆိုတော့ကိုတောင်းဆိုတောင်းဆိုပါမယ်အေးအေးအေးကိုရခိုင်တွေကတောင်းဆိုပါမယ် လောင်ပလောင်နေတောင်းဆိုရမယ်ကိုကန်နေကိုကန်ကိုကန်လက်နက်ကြိုင်တဖွဲ့ကိုတဘုံဖွဲ့ကိုကိုကန်နေတောင်းဆိုရမယ်ဝါတဘုံတဖွဲ့ကိုဝါတောင်းဆိုရမယ်ဝါတိုင်းရင်းသားတွေတောင်းဆိုရမယ်အဲ့လိုပဲဒီဒီဘက်က KNU KNU လက်နက်ကြိုင်တဘုံအဖွဲ့ကိုကရင်နေတောင်းဆိုရမယ်တပ်ဆိုင်ရာလူတွေအကုန်တောင်းဆိုပေးရမယ်အဲ့လိုတောင်းဆိုပေးအဲ့တပ်ဆိုင်လူတွေလူခေါင်းဆောင်တွေတောင်းဆိုပေးရမယ်တပ်ဆိုင်ရာတိုင်းရင်းသားခေါင်းဆောင်တွေတောင်းဆိုပေးရမယ်တပ်ဆိုင်ရာတိုင်းရင်းသားလူတွေကတောင်းဆိုပေးရမယ်တပ်ဆိုင်ရာတိုင်းရင်းသားတွေရဲ့ဘာသာရေးဆရာတွေကတောင်းဆိုပေးရမယ်အဲ့ဒါလောက်ကြဖို့တော့ကျွန်တော်တို့အားလုံးတိုက်တွန်းပါတယ်နော်ဒါတော့ ဒါနဲ့ပတ်သက်လို့ဆရာတော်ပြောတာနဲ့ပတ်သက်ဆက်ဆိုင်ပြောတာပါနောက်တစ်ခုကတော့အဲ့လိုမလုပ်တဲ့အတွက်အခုဘာဖြစ်လဲဒီဟို6မြို့နယ်မှာမနေ့ကဖြစ်စဉ်လေးတစ်ခုအပီကတနေ့ကဖြစ်စဉ်တစ်ခုဖြစ်သွားတယ်ဟို PDF တွေဖမ်းသွားတဲ့ဖြစ်စဉ်တစ်ခုဖြစ်တယ်နော် PDF တွေဖမ်းသွားတဲ့ဖြစ်စဉ်တစ်ခုဖြစ်တယ်ဘယ်သူဖမ်းလဲဆိုဆောက်လုပ်ရေးလုပ်ငန်းလုပ်နေတဲ့သူတွေဖမ်းတာဆောက်လုပ်ရေးလုပ်ငန်းအရာဝန်ထမ်းတွေပေါ့နော်ဆိုတော့6မြို့နယ်ရဲ့လမ်းဦးစီးဌာနကလက်ထောက်ညွှန်ကြားရေးမှူးနဲ့အငယ်ရန်ပြည်ပ engineer သူတို့နှစ်ယောက်ဟိုးတဲ့နော်သူတို့နှစ်ယောက်ကိုတည့်ရက်နေ့ကအော်တိုဘတ်တည့်ရက်နေ့ကနော် ောက်တော့တဲနေရတဲ့နော်စင်ကနာဆိုကြည့်ရနာမှာအဲ့နာမှာ6မြို့နဲ့စင်ကနာဆိုကြည့်ရနာမှာကားကိုတားပြီးတော့ဖမ်းပါတယ်အဲ့အဖွဲကသူကကြည့်ရတာကြည့်ရစစ်စေးလမ်းနေလမ်းကိစ္စအတွက်တွားတယ်ပို့ပေါ်ပါတယ်6ရင်းနှောင်းကြောင်းလမ်းပေါ့နော်စင်ကနာအစင်စင်ကရွာပေါ့ sorry စင်ကနာမဟုတ်ပြကျွန်တော်မှားတော့လို့ဟောစင်ကရွာစင်ကကြည့်ရွာ sorry 6ရင်းနှောင်းကြောင်းလမ်းပေါ်ကစင်ကဆိုကြည့်ရွာအဲ့ကြည့်ရွာမှာသူတို့အလုပ်ကိစ္စနဲ့တွားကြတဲ့အချိန်မှာလက်ထောင်ကြီးကြေးမှုနဲ့အငယ်တန်းမြို့ပြ engineer မြို့သူမင်းကြီးအစုပေါင်း3ယောက်ပေါ့ အဲ့မှာ PDF ဖွဲ့တွေကနေ့လယ်တနားရီလောက်မှာအော်တိုဘတ်နေ့ဒီနေ့တနားရီမှာဖမ်းသွားတယ်ဖမ်းသွားပြီးတော့အခုဒီနေ့ဆို၃ရက်မြောက်ဖြစ်တိုင်းပေါ့နော်ဖမ်းမခြင်းတွေကပါဆို၃ရက်မြောက်ပေါ့အခုချိန်အထိဆက်သွယ်မရတော့ဘူးဘာဖြစ်နေမှလည်းမသိဘူးဂူလောဆိုတော့ဟိုတော်တော်လေးတော့စိုးရိမ်နေကြရရှာတယ်လို့ပြောတယ်ဒီသူတက်ဆိုင်လူကြီးကအဲ့တော့ဒါတွေကခင်ဗျာဘာလဲဆိုတော့ဒါတွေကသူတို့လုံတင်လားမလုံတင်လားမသိဘဲနဲ့ PDF အုပ်စုတွေဒါကိုလုံးကြတယ်ဒါကိုသူတို့ကိုသူတို့ဒီမိုကရေစီလို့သူတို့ထင်ပုံရတယ်သူတို့သိသွားတာဒါသူတို့ကိုသူဒီမိုကရေစီနေအဲ့ဒါအဲ့ဒါဓမြမှုဆိုတာသူတို့ပြန်မေးဆုံးမှုဓမြမှုဆိုတာသူတို့မသိဘူးအဲ့ဒါဒီမိုကရေစီလို့သူတို့ထင်တယ်အဲ့ဒါပြန်မေးဆုံးမှုဓမြမှုပဲ ခမရကတိုင်းပြည်မှာဘလို့လူပဲအုပ်ချုပ်နေအုပ်ချုပ်နေနော်နိုင်ငံဝန်ထမ်းတွေကိုအဲ့လိုဖမ်းနေစီးတယ်ခေါ်တယ်ဆောင်တယ်ဆိုတာတွေကလက်နက်မဲ့နိုင်ငံဝန်ထမ်းတွေဖမ်းနေစီးတယ်ခေါ်တယ်ဆောင်တယ်ဆိုတာအဲ့ဒါဓမြတိုက်တာပဲပြန်မေးဆွဲတာပဲအဲ့ဒါဒီမိုကရေစီလောက်တာမဟုတ်ဘူးတော်လိုင်းရေးလောက်တာမဟုတ်ဘူးအဲ့ဒါမသိဘူးသူတို့ဘာလို့မသိလဲသိနိုင်လောက်တဲ့ဉာဏ်ပညာအုံနောက်အရေးချင်းဥဆောင်နိုင်ညုံပေးနိုင်မှုဘယ်သူမှမရှိလို့သူတို့ဥဆောင်ပေးတဲ့လူတွေကိုယ်တိုင်ကိုယ်တွေကတခိုးတွေချဘိုးတွေဖြစ်နေလို့နော်အဲ့ဒါကြောင့်မလို့ပြတ်တန်တက်နေတာဒါပါပဲအဲ့တော့လောလောဆယ်အဲ့လိုဖမ်းဆီးခံရဖြစ်ဖြစ်ဖြစ်သွားပါတယ်နော်နောက်တစ်ခုကတော့ကျွန်တော်တို့တစ်ချိန်တည်းမှာပဲဒီ ဟိုအားပဲပြောချင်တယ်ဒီအပိတ်လေးဖြစ်နေကျွန်တော်ပြောချင်တယ်ဒီနည်းနည်းပဲပြောရအကြောင်းရှိလို့ပါเนาะအဲ့ဒီအပိတ်လေးပါပြောချင်တယ်ဆိုတော့ဒီသူတို့ရဲ့လူလူကောင်းဆောင်ဆိုပြီးကောင်းရင်တထားတဲ့ဒေါအောင်ဆန်းသူကြီးပေါ့ဗျာအဲ့ဒီဒေါအောင်ဆန်းသူကြီးကိုလွတ်မြောက်ရေးအတွက်ဆိုပြီးတော့ဒီမှာဟိုသူ့သားเนาะသူ့သားကင်မရစ်ကတရုတ်နိုင်ငံကိုလှမ်းပြီးအကူအညီတောင်းပါတယ်ဆိုပြီးတော့တရုတ်နိုင်ငံမီဒီယာ South China Morning Post ကနေပြီးတော့ရေးသားထားတာတွေ့ရတယ်ပြောရရင်တော့ဟိုကင်မရစ်လို့ခေါ်တဲ့ပုဂ္ဂိုလ်ကတစ်ချိန်လုံးသူ့အမေ တိုင်ပင်ခံဖြစ်တော့ကတော့မြန်မာပြည်မှာနိုင်ငံရေးလုံးတွေတော့တစ်ချိန်လုံးတစ်နှစ်ပတ်လုံးနေလို့တော့သူ့အမေရှူကိုစကားတခွန်းအောင်ပြည့်အောင်ပြောတယ်ကောင်တစ်နှစ်ပတ်လုံးနေလို့မှသူ့အမေနဲ့ဟို၁၂လအဲတစ်နှစ်ပတ်လုံးနေလို့မှ၁၂ချိန်ပြည့်အောင်တော့ဟိုဖုန်းမဆက်တဲ့ကောင်ကဖုန်းမဆက်တဲ့ဘဲကအခုကြာမှထားပြီသူ့အမေမင်းမင်းဂျာမန်ပါတီမင်းမင်းဘာဖြစ်ပါစေစစနဲ့အော်ဒီကောင်နေဒီကောင်တော့မှနိုင်ငံရေးခိုင်လဲမသူရင်းပေးနေလို့တော့မသိဘူးဒီဘဲတော့ကဒီဘဲတော့သူပေးနေလို့မသိအခုဘာလို့ဆိုတော့တရုတ်ကိုလှမ်းပြီးတော့ဒေါက်ဆက်ကြီးလုံးမြောက်ဖို့ကုညီပေးဖို့တောင်းဆိုတယ်တဲ့နော်ကုညီပေးဖို့တောင်းဆိုတယ်တဲ့ဆိုတော့ ူကပါလို့ဆိုတော့ရှင်ချင်းပင်ကိုတောင်းဆိုပါတယ်တမန်တော်ရှင်ချင်းပင်တောင်းဆိုပါတယ်သူ့မျိုးလှုပ်ပေးဖို့နဲ့စစ်တပ်ဘောဖျားပေးဖို့ပါတဲ့တရုတ်ကလည်းမြန်မာနိုင်ငံရဲ့နှစ်ရှည်လာဆက်ဆံရေးဒီမှာကြီးမားတဲ့ရင်းနှီးမျိုးပြီးတော့နိုင်ငံတိုင်းမျိုးဩဒါရှိပါတယ်တရုတ်ကမြန်မာဘုံဩဒါရှိတယ်ပေါ့ဗျာအဲဒါကြောင့်မလို့ဒေါန်ဆန်းစုကြည်ကိုလှုပ်ပေးဖို့ကိစ္စမျိုးတွေဒါမျိုးတွေတောင်းဆိုပါဆိုပြီးတော့ပြောတယ်ပေါ့နော်ပြီးတော့တရုတ်ကလည်းဒေါန်ဆန်းစုကြည်လှုပ်ပေးဖို့တောင်းဆိုမှုတွေရှိနေတယ်လို့သူကြားပါတယ်ပေါ့အဲဒါမျိုးတွေပြောချင်တာတရုတ်ကလှမ်းပြောတယ်ကျွန်တော်အမြင်ပြောရရင်တော့တရုတ်ကဒေါန်ဆန်းစုကြည်လှုပ်ပေးဖို့တောင်းဆိုတာမဟုတ်ဘူးကျွန်တော်သိသလောက်တော့ တရုတ်ကပြောတာချင်းချင်းလေးသူ့မိတ်ဆွေတို့တို့ရဲ့ဒေါ်ဆန်းသူကြည်ကိုတော့အဲကောင်းကောင်းမဆက်ချောက်ပေးပါဆိုတဲ့စကားလုံးတော့ပဲအမြင့်ဆုံးပြောတဲ့ဟာအဲ့ဒါပဲရှိတယ်။ပြောရင်ဗျာဟိုဘာခေါ်လဲဆိုတော့တိုင်းပြည်ရဲ့လျှို့ဝှက်ချက်အဥပဒေချိုးဖောက်ထားတဲ့သူနောက်တစ်ခါတိုင်းပြည်ရဲ့ဒီဗန္ဒန်ငွေပေါ့နော်ကျပ်23ဘီလီယံနဲ့ဒေါ်လာဘယ်လောက်လဲ9တန်း6တန်းလောက်10တန်းကျော်လောက်မသိဘူး။အဲ့လောက်ပမာဏသောငွေတွေအလွဲသုံးစားလုပ်တယ်လို့တရားစွဲခံထားတဲ့သူပြောရင်တော့နိုင်ငံဗန္ဒန်ငွေအဂရိလုပ်တယ်ပေါ့ဗျာ။အဂရိလုပ်တယ်လို့ခံစားပြောခံထားတဲ့လူအဲ့လိုလူမျိုးပေါ်မှာတိတ်အောင်ဆိုးရတာလေဘယ်လိုလုပ်ပြီးတော့ လွတ်ပေးဖို့ပဲပြောမလဲပြောစင်းပြောရင်တော့သူအမြင်ဆုံးပြောရင်အမြင်ဆုံးပြောရင်တော့ကျမ်းမကျမ်းမကြီးကောင်းအောင်ဆောက်ရှောက်ပေးထားပါဒါပဲပြောမှာပြီးတော့ဒေါက်ဆန်းသူကြီးရဲ့အမှုတွေနဲ့ပတ်သက်လို့တို့ကလေ့လာကြည့်ပြီးပြီလေတရုတ်ပြည်ပါတယ်ပေါ့အကောလောကလိုက်လေ့လာထားပြီးသွားပြီလေ့လာထားတဲ့အခါမှာတို့ဒါဒီနိုင်ငံရဲ့ဥပဒေနဲ့တွားနေတဲ့ကိစ္စဝင်ပါလို့မရဘူးဆိုတော့တို့ကောင်းကောင်းသိတယ်အဲ့တော့တို့တောက်ဆိုဒီကင်မရာဆိုတောက်ဆိုချက်ကတောက်ဆိုချက်သားလေးဖြစ်ပြီးတော့ဘာမှတရုတ်ကလုပ်ပြီးမပေါ်ဘူးပေါ့ဘူးပြီးတော့ तू ကခုမှပြူပြဲထားပြီးတရုတ်ကပြောနေတာတခါကြတော့လေ ီကောင်တွေကဘာလို့ဆိုတော့တရုတ်ကမြန်မာဆိုးအောင်ပြောမြန်မာဆိုးအောင်ကြောက်လန့်ပြီးလုပ်ဝင်မယ်ထင်တာ no တရုတ်ကလည်းမြန်မာဆိုးရဲ့အုပ်ချုပ်ရေးရတဲ့မှာသူဆက်ဖက်လို့မရဘူးသူဆက်ဖက်လို့မရဘူးအဲ့လိုပဲသူ့အနေနဲ့ကဘာလို့ဆိုတော့အကြံပဲပြုလို့ရရင်ရမယ်ဆက်ဖက်လို့မရဘူးအဲ့တော့အကြံပြုတဲ့နေရာမှာဒေါသန်ကြီးလွတ်ပါလို့ဒေါသန်ကြီးလွတ်ပါလို့အကြံပြုမယ်လို့တော့မထင်ဘူးဒါကြောင့်ဒီကောက်တောင်းဆိုကြရသည်နိုင်ငံရေးရအမျက်ထုတ်ဖို့ကြိုးစားတာကဖြစ်ပြီးတော့နောက်တစ်ခုကဒီ South China Morning Post လို့မီဒီယာနေပြီးတော့ကောက်တင်ပြီးတော့တက်တက်ကိုတမင်ကိုဒါလူတွေကြားမှာဝါရဖြတ်မှုကြိုးစားတာဒေါသန်ကြီးနဲ့ပတ်သက်ပြီးတော့လူတွေကြားမှာအတန်ထောက်ကြိုးစားတာတရုတ်နဲ့ ြန်မာနဲ့ဂျာဆက်ဆံရေးကိုလည်း cloud ဆန်ခြင်းနဲ့ရည်ရွယ်ချက်ပဲလို့ကျွန်တော်တို့မြင်တယ်ပွင့်လည်းပြောရင်တော့ကောင်စမ်းသူကြီးကသူပြောတယ်လို့ပြောမယ်ဆိုရင်တော့အချိန်တိုင်းရင်ခင်ဗျာအခြေချုပ်နဲ့နေရမယ့်လူပါဗျာအခုလည်းအခြေချုပ်လူပဲနေနေရပါတယ်ဗျာပုံမှန်လည်းပြောရင်ဒေါ်စက်သူကြီးကအခုလည်းအေးဆေးကောင်းမွန်နေနေရတာပါအဲ့ဒါကိုအခုမှရှူရှူရှဲပြူပြဲထားလို့လို့ကျွန်တော်လည်းတစ်ခါတစ်ခါကျရည်တော့ရည်ချင်မိသားနော်အဲ့တော့ဒေါ်စက်သူကြီးကသူသားစိုးရင်နေပေမဲ့သူကတော့တချို့တော့စကလုံးတော့ဘလောက်တော့ပြောလဲဆိုတော့အာတယောက်ကဒေါ်စက်သူကြီးရှိမရှိဒေါ်စက်သူကြီးသူ့အမေကိုသွားကြည့်ပေးကြပါဒါမှသူ့အမေတက်ရှိနေရှိသေးမရှိသေးဘူးဒီကုန်တကယ် တကယ်ဒီကောဒီမဲ့ကနောက်ကဘသူကမြောက်ပေးနေလဲတော့မသိဘူးဗျာတော်တော်လေးတော့တော်တော်လေးတော့စိုးတယ်အဲဒေါ်ဆန်းသူကြီးကျန်းသားမှာရှိသလားမင်းတော်တော်ကျန်းမာမှာရှိတယ်လို့ကျွန်တော်တို့ကြံပြင်ကြားထားတယ်သိထားတယ်ပြီးတော့ ACC ပဲပြီးရင်လိုရတယ်သူကအကျဲချုံပုံစံမျိုးတော့ ACC နေနေရတာပြောရင်နေနေအကျဲချုံလူမျိုးနဲ့ဆန်ဆန်ပဲနေနေရတာပြောရင်သူ့ထောင်ထဲထည့်ထားတာဒါပြောတော့ပါဗျာစားတဲ့တော့ဆက်ကောင်းကောင်းကြည့်ထားတယ်ကျန်းမာရေးဆောက်ချက်မှုကိုတာမန်ပြည်သူကတလကြမှာတစ်ခေါက်တော့မရရင်မင်းကတပတ်တပတ်တစ်ချိန်ပုံမှန်စစ်ခံတစ်ခါလေးလိုရနေရတော့အခြားတစ်ခါလောက်စစ်ခံပြီးလုပ်နေနေတာ ဲ့တော့ခမရဆန်းစားကြည့်ဗျာသူ့ကိုယ်သူလည်းဂျမိုက်ဆောက်ချုပ်တယ်ဗျာဂျမိုက်ဆောက်ချုပ်မှုလည်းကောင်းကောင်းပေးထားတယ်ဗျာအစားတော့လည်းကောင်းကောင်းကျွေးထားတယ်ဗျာနေရာထိုင်ရာလည်းကောင်းကောင်းပေးထားတယ်ဗျာခမရရှင်းရှင်းပြောတမမြတ်တာလည်းရာသူလူဖြစ်အောင်လည်းအဲကွန်ထည့်ပေးတယ်စနစ်ကြဟိုရေဘူးရေစနစ်တရားဆိုစနစ်ကြလုပ်ပေးတယ်ဗျာကဲဘာကြံသေးလဲအဲ့ဒါမှ तू ကအဲ့ဒါအောင်မှဟိုဘာဖြစ်တယ်ညာဖြစ်တယ်ပြောရင်အဲ့ကင်အရစ်အုပ်စုကိုပြောမှာမင်းကမင်းအမေကိုချီးမွေးမိမလို့လင်မမိတော့ထားနိုင်တဲ့ကောင်မဟုတ်လို့မင်းကဒီစကားကြီးပြောနေတာတော့ပြန်မေးရမလို့ဖြစ်နေပြီနော်အခုလက်ရှိတက်မတော်ထားသလိုမျိုးမင်းချီးမွေးမိမလို့လင်မမိမင်းထားနိုင်တယ်မင်းအစွမ်းသားမင်းမှရှိလို့လားလို့တော့မေးရလို့ဖြစ်နေပြီတားတယောက်လေးတံပိုး ဟိုမိဘကိုရှိတော့တမိုးထားလို့လားလို့မေးရမှဖြစ်တယ်အဲ့တော့ခုမှထားပြီးမေ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 လောက်တာဒီဟိုကြည့်ရတာတော့ဟိုဘသူတွေက funding ပေးလို့များမဖြစ်မနေအတန်ထွက်ပေးနေလဲတော့မသိဘူးလို့ပဲကျွန်တော်ပြောရင်းနဲ့ဒီလိုတလောက်ပါပဲအားလုံးပဲကိုရီးယားသားရှိပါတိုက်ပြီးတော့စေတနာပဲထားပါတစ္ဆာရှိပါကိုယ့်နိုင်ငံသားချင်းချင်းအပြန်အလှန်တက်ပြတ်နေကြတာကိုလက်ကိုလောကတီဗီပျော်နေတဲ့လူမိုက်လူရံကလူသက်အချမ်းပဲအားပေးတယ်မှာခင်ဗျားဖြစ်နေသလားဆိုတော့ပြန်လည်မျိုးထပ်ပါလို့ပြောရင်းနဲ့ကိုနိုင်ပါ